င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။အာနာသိစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ဖို့လှုံ့ဆော်ရေးစာသားတွေကိုပြည်ရင်းမှာရှိတဲ့အမှုပညာရှင်တွေနဲ့ဒရိုက်တာဝိုင်းဦးဆောင်ကသူတို့နဲ့အတူဒရိုက်တာဝင်းလင်ထက်ဒရိုက်တာအော်ရတာနဲ့မိဘတို့ကရိုက်ကူးပေးနေရတယ်လို့ရုပ်ရှင်လောကအတိုင်းဝန်းစီကနေသိရပါဗျ။ ဒရိုက်တာဝိုင်းရစစ်တပ်ဝါရဖြန့်ဇကားတော်တော်များများကိုဒရိုက်တာတင်အောင်ဆိုးပန်းမြို့တော်နဲ့ပူးပေါင်းရိုက်ကူးပေးနေပြီးတချို့ဇကားတွေမှာဆိုရင်တော့နာမည်မခံပဲစစ်တပ်ကအမှုပညာရှင်တော်တော်များများကိုဖိအားပေးရိုက်ခိုင်းနေပြီးတော့ရုပ်ရှင်လောကနာမည်ကြီးတရုတ်ဆောင်တွေအပါအဝင်ဇက်ပို့တွေအလှမယ်တွေအဆိုတော်တွေအားလုံးနှီးပါရိုက်ကူးပြီးသွားပြီလို့ရုပ်ရှင်လောကနဲ့နှိဆက်သူတွေစီကနေသိရပါဗျာ။ လက်ရှိအချိန်ထိရိုက်ကူးပြီးတဲ့အမှုပညာရှင်တွေကတော့ထွင်းရွာပို ခိုင်တင်းကြီးအင်းမြတ်သူဝုံမုံရွှေကြီးဖွေဖွေဟင်းဝေရန်စိုးပြတစင်ခင်လိုင်းအောင်ရဲလင်းအလင်းရောင်တိုင်ရွန်ထူအောင်ညီနနခင်ဝင်းဝါတဲစုငယ်ရွှေမုံရည်ဒီရွှေထူးကြော်ထက်အောင်အစားရှိတဲ့အမှုပညာရှင်တွေဖြစ်တယ်လို့သိရပါတယ်အဆိုတော်တွေနဲ့သဘင်လောကကအမှုပညာရှင်တွေကိုတော့မြမအတန်အတောင်းဝင်ယူရိုက်ကူးပေးနေတယ်လို့သိရပါဗျ။ အရင်ကနိုင်ငံရေးနဲ့အမှုပညာရှင်မပတ်သက်ဘူးဆိုပြီးနိုင်ငံရေးနဲ့အဝေးဆုံးမှနေခဲ့တဲ့အဆိုတော်ဝေလလည်းရိုက်ကူးရေးလုပ်ပေးနေရတယ်လို့သိရပါဗျ။နောက်ထပ်စစ်တပ်ဝါရဖြန့်ရုပ်ရှင်ကားတွေလည်းဒရိုက်တာတင်အောင်စိုးပဲမျိုးတော်ကထပ်ရိုက်မယ်လို့သိရပြီးဒရိုက်တာဝိုင်းဒရိုက်တာဝင်းလင်ထွတ်ဒရိုက်တာမီးဘွားအော်ရတာတို့ကလည်းရိုက်ကူးဖို့အစီအစဉ်နေကြတယ်လို့သိရပါဗျ။ ကြားဖြတ် online လိမ်လည်မှုတွေလုပ်တဲ့ကရင်ပြည်နယ်မြောက်ရီမြို့နာက KK Park အဆောက်အုံတွေကိုဆက်လက်ဖျက်ဆီးမှာဖြစ်ပြီးအဲဒီကိုရောက်လာတဲ့နိုင်ငံသားအများစုကထိုင်းနိုင်ငံကနေတဆင့်ဝင်လာတယ်လို့စစ်ကောင်စီဩဇာခံပြန်ကြားရေးဌာနကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။မြောက်ရီမက်ထော်တလေးနယ်မြေမှာ online လောင်းကစားနဲ့ online လိမ်လည်တာတွေကိုကျူးလွန်ခဲ့ကြတဲ့နိုင်ငံသားတွေကိုပေါ်ထုတ်စစ်ဆေးတာကလည်း2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိ မြန်မာနိုင်ငံနဲ့တရားမဝင်ဝင်လာတဲ့နိုင်ငံသားစုစုပေါင်း1862ယောက်ကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးတော့အဲ့ဒီတည်းက6403ယောက်ကတော့ထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေစီပြည်နယ်လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ကျန်တဲ့1359ယောက်ကိုလွှဲပြောင်းပေးဖို့လည်းအသင့်ဖြစ်နေပြီလို့ဆိုပါတယ်။ဒါအပြင်ပန်းချန်နေအာကစားယုံနေဟူဆယ်ကွင်းနေနဲ့ပိုက်ချော်ချင်းကွင်းနေ ဘတ်စကတ်ဘောကွင်းတွေလည်းရှိပြီးတော့အဲ့ဒီအဆောက်အုံတွေကိုပြီးခဲ့တဲ့အော်တိုဘာလကုန်ပိုင်းမှာစစ်တပ်ရဲ့ညွှန်ကြားချက်နဲ့မိုင်းခွဲဖျက်ဆီးနေတယ်လို့သိရပါဗျ။လက်ရှိမှာတော့အဆောက်အုံတရားတလုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးကျန်တဲ့58လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမယ်လို့ပြန်ကြားရေးသတင်းမှာဖော်ပြထားတာပါ။ကြားဖြတ်မှာလောက်ကင်သူတွေဟာမြန်မာနိုင်ငံထဲကိုထိုင်းနိုင်ငံအပါအဝင်အိမ်နီးချင်းနိုင်ငံတချို့ကနေနေဆက်ကနေတရားမဝင်ဝင်ရောက်လာပြီးနိုင်ငံသား90ရာခိုင်နှုန်းကျော်ဟာထိုင်းကနေတဆင့်ဝင်လာတယ်လို့ဆိုပါရယ် အွန်လိုင်းငွေလိမ်နာနဲ့လောင်းကစားတွေမှာပါဝင်ပတ်သက်သူတွေကိုကရင်ပြည်နယ်မှာသာမကရှမ်းပြည်နယ်အရှေ့မြောက်ဘက်နဲ့အရှေ့ဘက်တွေမှာလည်းနေမြေစစ်ဆေးရှင်းလင်းခဲ့သေးတယ်လို့သိရပါတယ်ရှင်နိုဝင်ဘာလဇန်ကရက Wi-Fi internet line တွေသုံးမရတဲ့အထိဖြစ်ခဲ့ပြီးနိုဝင်ဘာလ9ရက်နေ့ဒီကနေ့အထိတချို့ Wi-Fi line တွေပုံမှန်ပြန်မဖြစ်သေးဘူးလို့ရန်ကုန်မြို့မှာနေထိုင်သူတွေစီကနေသိရပါဗျ။တချို့ Wi-Fi internet line တွေက line ကျပြတ်တောက်တာတွေဖြစ်ပြီးတပတ်ကျော်ကြာတဲ့အထိပြန်ကောင်းလာခြင်းမရှိသေးပါဘူး။ ဒါအပြင်ပြန်လဲအသုံးပြုလို့ရတဲ့ Wi-Fi line တွေမှာလည်းပုံမှန်အတိုင်းအသုံးပြုလို့မရတော့ပဲတချို့ website တွေနာမည်ကြီး VPN တွေကိုချိတ်ဆက်သုံးလို့မရတော့ဘူးလို့ဆိုပါတယ် Wi-Fi internet line တွေပုံမှန်အတိုင်းသုံးလို့မရသေးတာကြောင့် online ကနေဈေးရောက်တဲ့သူတွေ delivery ဝန်ဆောင်မှုပေးတဲ့သူအများစုနဲ့ online ပေါ်ကနေတဆင့်သင်တန်းပေးစတဲ့သူတွေအများစုအဆင်မပြေဖြစ်ရတယ်လို့သိရပါဗျ။ Wi-Fi internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကတော့မြန်မာနိုင်ငံကိုဆက်သွယ်ထားတဲ့ပင်လယ်ရေအောက်က line ကြိုးတွေချိုးယွင်းတာကြောင့်လို့ထုတ်ပြန်ထားပါဗျ။ မိုးကုတ်မြို့ကိုတော်လန်ရေးအစုအဖွဲ့တွေကတပ်ပေါင်းစုစနစ်နဲ့ဆက်လက်အုပ်ချုပ်ဖို့စီစဉ်နေတယ်လို့မိုးကုတ်တပိတ်ကောင်ဆောင်ကပြောပါတယ်ဒီသတင်းကိုတူတာချန်တာပေးပို့ထားတာပါရှင်မန္တလေးတိုင်းမိုးကုတ်မြို့အုပ်ချုပ်ရေးကိုဦးဆောင်နေတဲ့တန်အန်တမရော DNL ဟာနိုဝင်ဘာ28ရက်နေ့နောက်ဆုံးထားပြီးမြို့ကနေထွက်ခွာဖို့ပြင်ဆင်နေတာပါ DNL ဟာတရုတ်ဆိုရရဲ့ဖိအားပေးမှုကြောင့်စစ်ကောင်စီနဲ့အပြစ်ရခဲ့ရတဲ့အပြင်မိုးကုတ်မြို့နဲ့မိုးမင်းမြို့တွေကိုပါလက်လွတ်ဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ် မိုးကုတ်မြို့ကိုလက်လွတ်ဖို့အောက်တိုဘာ29ရက်နေ့မှာ DNL ကကြေညာချက်ထုတ်ခဲ့ပြီးအချိန်ကြာကြာနိုဝင်ဘာ28ရက်နေ့မှာထွက်ခွာကြမယ့်အခြေအနေဖြစ်ပါတယ်။ DNL ထွက်ခွာသွားရင်မြို့ကိုဆက်လက်ကာကွယ်မယ်လို့တော်လိုင်းအင်အားစုတွေကကြေညာထားပြီးရပ်ပတ်စပတ်နှစ်ခုစလုံးပါတဲ့တပ်ပေါင်းစုစနစ်နဲ့ဆက်လက်အုပ်ချုပ်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ကျွန်တော်ကအခုတော့မဟုတ်ကောင်မှရှိနေတယ်။ PNL ကတော့မတော်သေးဘူးပေါ့။ဒါလည်း26လောက်မှသွားမယ်လို့ ီးကတန်ခိုင်းလေးမှာတော့တို့ပြုတ်ပြီမှာအမိတ်တူခုရှိတယ်လို့လည်းကြားတယ်ဒါလည်းတို့ဘယ်လိုပုံစံစည်းဝေးမလဲဒါရလက်ခတ်မယ်ဆိုတော့ပြန်လည်းကဘာမှဟုတ်ဒီကမျိုးကိုသင်ရတာရှိဘူးဒါပေမဲ့မမိတ်သင်ရသူတွေကိုလည်းပြောတာမရှိဘူးမြို့ကန်တော်လည်းချက်ဖွဲ့တွေတော့ဘုံလုံးစုဖွဲ့ပြီးတော့ပြင်ဆင်နေတာတွေလည်းရှိတယ်မြို့နယ်ဒီဒီပေါ်အုပ်ချုပ်ရေးအတွက်ပေါ့နော်သူပြင်ဆင်နေတာတွေရှိတယ်ဒီလိုလိုလေးပင်ရေးဆိုင်ရာပေါ့နော်ကိစ္စတွေကိုတိုင်ပင်ကူးနေနေနိုင်နေရတယ်ရှိတယ်မြို့ကန်အများစုကတော့ဟို ရှစ်ဆောင်ရတယ်ဗျာလက်တလို့တော့ဒီတက်ဖို့သူ့ဘက်ကတော့လှုပ်ရှားမှုပါမှမတွေ့ရဘူးဒီဘက်မှာကျွန်တော်တို့ဒီ NGO ကနေပ ိုအစောပိုင်းကာလပဲเนาะကျွန်တော်တိတ်ကာလကလေးကနေပြီးတော့ဟိုပါဖဖွဲ့ကြတယ်နောက်ပိုင်းမှာပကဖနောက်ပိုင်းမှာပလဖဖွဲ့ထားတဲ့ဟာရှိတယ်မျိုးစီမအုပ်ချုပ်ဖို့ဆိုရင်အစုတစ်ဖွဲ့တည်းကဥဆောင်လို့ပြောချင်တယ်ဟိုမျိုးဒီကျော်လည်းလက်ခံတဲ့ပုံမရှိဘူး join ပေါ်တော့အလုံးတပ်ပေါင်းစုပြင်နိုင်ဖို့လို့လုပ်နေပါရက်ထွက်ပေါ်စစ်ထွက်ပေါ်ပါတဲ့အုပ်ချုပ်မှုမျိုးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မိုးကုန်းမှာကတိုင်းရင်းသားတွေလည်းများတာအုပ်ဖွဲ့တွေလည်းများကြတော့အလုံးနဲ့အညီတူဆောင်ရွက်တဲ့ပုံစံမျိုးတော့ဆောင်ရွက်နေတယ်လို့လည်းရှိပါတယ် မိုးကုန်းမြို့နယ်မုံမိတ်မြို့တွေကို2024ဇူလိုင်လတည်းမှာ GNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနည်းကြော်အကြာမှာပြန်လည်လက်လွှတ်ရမယ့်အခြေအနေဖြစ်လာတာပါမိုးကုန်းမြို့နယ်မှာအပြည့်ရသဘောတူညီချက်ကြောင့်စစ်ကောင်စီဘက်ကလှုပ်ရှားမှုမရှိသေးပေမဲ့နယ်မြေချင်းဆက်ဆက်တည်ရှိနေတဲ့မတရားဆင့်ကူတပိတ်ကျင်းတွေတွင်မှာစစ်ကောင်စီကဖိအားပေးတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပါတယ်နိုဝင်ဘာ9ရက်နေ့နဲ့10ရက်နေ့တွေအထိစစ်ကောင်စီကမတရားနယ်ထဲမှာမြေပြင်စစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့မတရား PDF တာဝန်ရှိသူကပြောပါတယ် မတရားနယ်မှာ PDF တွေသိမ်းယူထားတဲ့စခန်းအများစုကိုဒေသကာကွယ်ရေးအဖွဲ့တွေကပြန်လည်လွတ်ထားရပေမဲ့အတက်နိုင်ဆုံးခုခံတိုက်ခိုက်နေတဲ့ဖြစ်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်ကျွန်တော်တို့မရေရာရှင်းမြောင်ချမ်းကျွန်တော်တို့ဈေးသိဈေးအောင်ဘက်မှာစစ်ကြောင်းထိုးနေပါတယ်ဗျစစ်ကြောင်းထိုးနေတာပါဗျလမ်းကြောင်းရှင်းတာမဟုတ်ပါဘူးအဲနေရာတွေကတော့ကျွန်တော်တို့မရေရာမြို့နယ်ရှင်းမြောင်ချမ်းဈေးဟောင်းရွာဘက်ကလေကြောင်းတက်ခတ်မှုလုပ်သွားတာပါဗျကျပိုက်တာနှစ်စီးလုံးပါဗျအသေးပြောက်ကတော့မတိရဘူးဗျ တရုတ်ဆိုရကမြောက်ပိုင်းမဟာမိတ်တို့ကိုစက်တိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမျိုးကိုကိုကန်တက် MNDA ကပြန်လည်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းမန်းဆက်ဆက်နယ်ကတီဘောကြောက်မဲတို့ကိုဆက်ပြီးလက်လွတ်ခဲ့ရပါတယ်အခုမိုးကုတ်မိုးမိတ်တို့ကိုပါမြောက်ပိုင်းမဟာမိတ်တို့ကဆက်လက်လွတ်ရရင်တော်လိုင်းတဲ့ဆောင်လုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားစစ်တွေထပ်မံဖိတ်ခေါ်တဲ့ညညာချက်ကိုအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်မှုကြိုးစားခဲ့ပါတယ်ကျွန်တော်တူတာ ချမ်းသာပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ